မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့အချိန်လေးတွေ့ရွေ့နဲ့ပြောင်းလာတာအခုဆိုရင်2025ကိုကုန်2025ရဲ့6လပိုင်းကိုကုန်လို့10လပိုင်းအောက်တိုဘာတလတာကိုရောက်ရှိလာပြီအဲဒီ10လပိုင်းအောက်တိုဘာလအတွင်းမှာစနေသားသမီးမိတ်ဆွေတွေဒီတလတာတော်တွင်မှာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာကွန်ဆာတန်ကိုဆရာကဥစွာခေါ်ကြပြီးမှဖြစ်တဲ့အတွက်အဲစနေသားသမီးမိတ်ဆွေအားလုံးဆရာကိုဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့အဲဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးဥစွာ ဇနီးသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုတာအပ်ပါတယ်ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဇနီးသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာအရာရာကိုအဲဘာကိုဖြစ်ဖြစ်အဲကိုကိုကိုစိတ်တက်အားချအကြနေတာမျိုးငါလုံမလုံနိုင်ရဲ့လားအဖြစ်မှဖြစ်ရဲ့လားငါကြိုးစားတာအောင်မအောင်နိုင်ရဲ့လားဆိုတဲ့စိတ်မျိုးလေးတွေ ငါတိထက်တော့ကိုလုံနိုင်ရမှာဆိုပြီးကိုကိုကိုစိတ်တိုင်းမကြခြင်းကိုကိုအားမကြခြင်းနဲ့အားမရခြင်းနဲ့များစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့သူကမိတ်ဆွေစနစ်သားသမီးများအနေနဲ့ဒီလာတာတော့ဒီမှာဘာကိုဖြစ်ဖြစ်ကိုကိုကိုအရန်ကြီးစိတ်ထမ်းမှဖြစ်ရှင်တဲ့ဆန္ဒဇောကလေးတွေကိုအရန်ကြီးမပြင်းထန်ပါနဲ့အဲမိမိကိုယ်ကိုစိတ်တိုင်းမကြခြင်းအားမရခြင်းတွေကိုယ့်ကိုယ်ကိုကြုံနေရသောကာလပိုင်းရှားဖြစ်တဲ့အတွက်မိစေစနီသားသမီးတွေကဒီလာတာတော့ဒီမှာဘာကိုဖြစ်ဖြစ်အဲကိုယ့်ကိုယ်ကိုအပြစ်မြင်တာမျိုးထက်အကောင်းလေးတွေကိုမြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ဘာကိုလုံးလုံးနောင်နှမရနဲ့ ချိန်တိုဆောင်ရွက်ပြီးတော့ငါဟာကောင်းတော့မှာဆိုတဲ့စိတ်ကလေးတွေမွေးမြူပြီးလှုပ်ဆောင်တာဟာမိစ္ဆေတို့အတွက်ပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဆရာကအကြံပြုပြောပြလိုက်ပါရစေခင်ဗျာနော်ဒါအပြင်စနေသားသမီးမိစ္ဆေများမိစ္ဆေတို့ရဲ့ဒီတလတာတော်တွေမှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအစင်းအမြင့်နဲ့ပတ်သက်တာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တာမျိုးလေးတွေ ဖြစ်ရတတ်တယ်လို့မိတ်ဆွေစနေသားမိများအနေနဲ့အစ်င့်မြင့်နဲ့ပတ်သက်လာတဲ့ကရှရောက်တို့ထိခိုက်ချနာခြင်းမျိုးတွေလက်တို့ခန္ဓာကိုယ်အကျောအစ်င့်နဲ့ပတ်သက်တာမျိုးတွေဒီမှာထုံကျင်တာမျိုးနာကျင်တာမျိုးအကျောတင်အကျောတက်တာမျိုးတွေအကျောထုံတာမျိုးတွေအစရှိတဲ့အရာလေးတွေမှာတတိထားစင်ရင်ပေးရလိုအပ်ပြီးတော့ဂျန်နာကတော့ဆူဆူဝဝဘာမှမရှိလာပါဘူးခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတတ်တယ်အရှင်ကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ခရီးသွားကိစ္စလေးတွေကြောင့် မတင်မှာပဲခကြီးသွားကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေကြောင့်သူမဟုတ်အမေကြောင့်အမကြောင့်အခြားအကြောင်းပြုပြီးတော့ငွေချင်းနဲ့ပတ်သက်ကိုယ်ကြောင့်မဟုတ်ပဲတပားသူကြောင့်တော့ငွေကုန်ကြီးကြအများရတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့ဒီလတ်တာတော့ဒီမှာခကြီးသွားကိစ္စလေးတွေအဲဆွနာလိုပါမိသားစုကိစ္စလေးတွေအိမ်မေးကိစ္စလေးတွေအရှေ့ရေးကိစ္စလေးတွေကြောင့်တော့ကိုယ်ကြောင့်မဟုတ်ပဲငွေချင်းနဲ့ပတ်သက်ဝင်ဝင်နဲ့ထွက်ငွေဟာမမြဲတာမျိုးလေးတွေ ဒီဘက်ကဝင်ဟိုဘက်ကထွက်နေတာမျိုးလေးဂျုံကတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်ကိုယ်လက်ထက်ထားချင်းတက်တစ်ခုတစ်ယောက်တူတစ်ယောက်ကိုစွန့်လာလို့ပေါ့ယင်းနှီးထားတာမျိုးရှိတဲ့ငွေကိုဘန်ထဲမှာထည့်ထားတာမျိုးအဲဆရာငယ်ကိုပေးထားတာမျိုးလောက်ဆောင်လို့လည်းရပါတယ်လို့ဆရာကပြောလို့ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစေရန်အတွက်တစ်ပါးလေးရေရာလေးပြီးလိုက်ပါမယ်မိတ်ဆွေတို့ခင်ဗျငွေကြီးငွေမြဲစေရန်အတွက်ဆိုလို့ရှိရင်ငွေကြီးကံအားကောင်းစီပြီးတော့ငွေမြဲစေရန်အတွက်ဆရာတို့ ဒီ cyber ကတ်တူ cyber လေးတစ်ခုကိုအပိုင်းအောင်ကတ်တူ cyber လေးတစ်ခုကိုဒီဘက်ကလည်းနှစ်လက်မှာအလျားကလည်းနှစ်လက်မှာအနံကလည်းနှစ်လက်မှာနှစ်လက်မှာနှစ်လက်မှာလေးကိုကိုက်လိုက်ကိုက်ပြီးတဲ့ကတ်တူ cyber ကလေးမှာ3ကံလို့ပုံလေးတောင်းပြက်လေးဆွဲလိုက်ပါနော်3ကံလို့ပုံလေးတောင်းပြက်လေးဆွဲလိုက်ဆရာသာဟုတ်တင်ပေးခဲ့ပြီတယ်နော်3ကံလို့တောင်းပြက်လေးဆွဲပြီးတော့မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့စွမ်းနာလူကံကောင်းအဲ့ဒီကတ်ကလေးကိုပဲ plastic လောင်းပြီးမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်ကတ်အတွင်းမှာစောင့်သွားရင်ငွေမြဲစေတာတော့အထီးကြပဲဖြစ်ကြောင်းထပ်လောက်ပြောကြားလိုက်ရပါခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလောက်က လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့ဒီလတာတော့တွေ့မှာ OA Champion နဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးပါတယ်အယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲရေလန်းခီးသွွားဆိုင်ရာလုပ်ငန်းတွေအပွဲစီအသင်းပွဲနဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးတယ်ဆွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်တာမျိုးလေးတွေကုတန်းရောင်းဝယ်ရေးတို့ငပိတို့ငရှောက်တို့ဟာစတင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်ကိုပိုင်းလုပ်ငန်းကိုယ့်ရဲ့ဟိုစွမ်းနာလို့ပေါ့ဖြစ်လို့တဲ့မိတ်ဆွေများ ဆက်လူပေါင်းစုလုပ်လို့တဲ့မိတ်ဆွေများရှေ့သို့ဆောင်ရွက်လှုပ်ဆောင်မှာအစု share နဲ့ပတ်သက်သောလုပ်ငန်းလေးတွေအကျိုးပေးပါတယ် OA Shammy တိုက်တာလေးဒီမှာလည်းမပြီးမပြတ်ဖြစ်နေတဲ့မိတ်ဆွေများပြည်ပြအောင်ဆွမ်းဆောင်နိုင်တယ်လို့ OA Shammy ကိုရောင်းခြင်းဝယ်ခြင်းတွေရှေ့သို့ဆောင်ရွက် လို့ကောင်းသောကာလဖြစ်ပါတယ်ယာဓုလုံငန်းကိုင်ကန်နဲ့ပတ်သက်ရင်တော့နဂုခယာဓုကိစ္စနဲ့ပတ်သက်ပြီးယာဓုဖြစ်လို့တဲ့ကိစ္စမှာနှစ်ဦးနှစ်ခုနှစ်ခွာဆုံးဖြတ်ချက်နှစ်ခုရှေ့တိုးရင်ကောင်းနောက်ဆုံးရင်ကောင်းဆိုတာမျိုးယာဓုတိုးရင်ကောင်းယာဓုတက်လက်ရှိရှိနေတဲ့နေရာနေရာလည်းအစီမပြေမှာကြောက်တယ်ယာဓုကလည်းတိုးကျင်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုနှစ်ခွာဖြစ်နေတာမျိုးလေးတွေအိုးအိမ်ချမ်းမြေနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးအကုန်ကြလေးတွေများရတတ်တော့လေမိမိတို့အနေနဲ့ယာဓုတိုးခြင်းကိစ္စယာဓုတက်ခြင်းကိစ္စတွေမှာတော့ မိမိတို့ဖြစ်ရှင်တော့ကတော့ဖြစ်မလာပဲနဲ့အခုလို့စိတ်လျှော့ထားမှမဖြစ်ရှင်မှဖြစ်လာတာမျိုးလေးဂျုံကတက်တက်ပြောအရန်ကြီးတော့ emotion နဲ့မဆန်နဲ့တဖက်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအနှဲငယ်ဖြစ်ရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်ဒီမှာဆိုရင်စားတော့ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေစာဆက်ပစ္စည်းနဲ့ပတ်သက်တာတွေ OA ရှမ်းပြည်အင်းအိုင်အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေ အဲချစ်တို့ဆံရလောက်ဆောင်မှာမိသားစုတွေတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတာစနေသားသမီးတွေဒီလက်တာတော့ဒီမှာနားလည်မှုယူခြင်းအဲကိုကိုယ်တိုင်ကြိုးစားပြီးတော့စွမ်းဆောင်ခြင်းအစဉ်ပြေအောင်မိသားစုနဲ့ပတ်သက်ပြီးတော့နွေနွေထွေးထွေးဆောင်ရွက်ရှင်းဆုံးပြည့်ရှင်းနေတို့ကမိစင်စနေသားသမီးတွေကဒီလက်တာတော့ဒီမှာအသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလားကိုဆံရလုပ်ငန်းတွေရှေ့တို့ဆံရလောက်ဆောင်မှာ ငါဒါအပြင်အယောင်းဝင်တဲ့ပတ်သက်တာမျိုးလေးတွေအဲရှေ့တို့ဆောင်ကြလွတ်ဆောင်လို့ကောင်းတော့ကာလာဖြစ်ပြီးမိတ်ဟောင်းဆွေဟောင်းတွေရဲ့အကူညီကောင်းထောက်ကူကောင်းရရှိတတ်တယ်လို့မိတ်ဆွေတစ်တွေရဲ့အကြံစီတွေကိုရရှိခြင်းအခွင့်အလမ်းကောင်းတွေကိုပေါ်ပေါက်ခြင်းတွေကြုံရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ ဒါပြင်မိတ်ဆွေတို့ဒီလာတာတော်တွေမှာဆိုရင်ညီကိုမောင်နှမတွေရဲ့ကိစ္စလေးတွေကြောင့်အစဉ်ပြေမှုလေးတွေထူးထူးခြားခြားအထောက်အကူလေးတွေရရှိလာတာမျိုးတွေကြုံရတတ်တယ်ဝေးကွာနေတော့ဆွေမျိုးညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ရှိရင်တရင်ကောင်းကြားခြင်းအလူတန်းလောက်ခြင်းဘာသာတရားအလူတန်းအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြုလုပ်ခြင်းတွေ ။တရင်ကောင်းကြရခြင်းနဲ့နဘူကမခေါ်မပြောတော့ညီကိုမတော်မသူရင်သားရင်းနေနဲ့ပတ်သက်လို့နဘူကပြောက်လို့အဆက်အသွယ်ပြတ်နေတော့သူရင်သားရင်းနေနဲ့ပတ်သက်ပြီးတော့ပြန်လဲဆက်သွယ်ရရှိတာမျိုးတွေဂျုံဟာတက်တယ်လို့ဆွေမျိုးသားချင်းတွေရဲ့အလူတန်းကိစ္စဘာသာရေးကိစ္စတွေမှာကိုကဥစည်းဥဆောင်ပြီးတော့ရှေ့တူဆောင်ရွက်ပြီးတော့မျက်နှာပွင့်လန်းစီတော့လဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ Passport လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားရွေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများကိုကိုယ်တိုင်ဥစည်းဥဆောင်လှုပ်ရှင်းတာတဦးတယောက်ရဲ့အကူအညီကိုရယူလိုက်ပါ ငွေကြီးနဲ့ပတ်သက်လို့အလိန်ခံရတာမျိုးလေးတွေသတိထားဆင်ခြင်ပြီးပါငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာခကြီးသွားကိစ္စလေးတွေကြောင့်အထက်မှာလည်းဆရာပြောခဲ့သလိုငွေကုန်ကြီးကြအများရတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်ဆက်နာလို့ပေါ့ခကြီးသွားကိစ္စလေးတွေကြောင့်နိုင်ငံခြား passport visa လုပ်ငန်းလေးတွေကိုမထိမတွေ့မသိမမြင်တဲ့ကိစ္စလေးတွေမှာကိုကနေပြီးတော့ပြောဆိုတာမျိုးလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေငွေကြီးအလိန်ကြအလိန်ခံရတာမျိုးလေးတွေ jump ဖြစ်သွားတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီတစ်ချက်လေးကိုသတိထားဆင်ခြင်ပြီးရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ယာလူလုပ်ငန်းကိုင်ငန်းယာလူနဲ့ပတ်သက်လာရင်တော့အဲမိမိကိုငကိုကနားလည်မှုလွဲနေတော့ယာလူလုပ်ငန်းဒီမှာနားလည်မှုပြန်လဲရရှိလာတာမျိုးတွေငကိုကကိုယ့်ကိုအပြစ်တင်သောကိစ္စလေးတွေမှာတော့ကိုယ့်ကိုအစဉ်ပြေအောင်ဆွမ်းဆောင်နိုင်တော့အဲတူးနဲ့တူးတယောက်နဲ့တယောက်ငြင်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိတော့ကာလဖြစ်ပါတယ်သို့သောအထက်လူကြီးအမျိုးသမီးတူးတယောက်ရဲ့မနာလိုမုန်းထားမှုလေးတွေကြောင့်ကိုယ့်ဘောမှာစီမင်းအစ်စ်တွေစီကံအစ်စ်တွေဆရာတို့ထုတ်တာမျိုးလေးတွေကြောင့်စိတ်မတိုင်းမချတာမျိုးလေးတွေအစိမ့်ရတာမျိုးလေးအနေနဲ့ကြုံရတတ်တယ် တိထားဖို့လိုအပ်တာကတော့ဇန်နေသားသမီးမိတ်ဆွေတွေရဲ့ကံဟာဒီလာတာတော့ဒီမှာဘာကိုလှုပ်လှုပ်နှစ်ကြိမ်နှစ်ခါပြန်လို့ရတယ်တစ်ကြိမ်နဲ့နဲ့မပြီးမပြတ်ဘူးစာချုပ်ကိစ္စလေးတွေမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေနေရာထိုင်ကြီးကိစ္စလေးတွေမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေရာထူးထူးရာထူးတက်ရာထူးတင်တဲ့ပတ်သက်လာရင်လည်းနှစ်ခါပြန်ရှင်းရတာမျိုးတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့တကူတည်းကိုဥပမာပေါ့ကံတရားကိုလည်းယုံကြည်ဖို့လိုအပ်တယ် ဒါကြီးကိုမှမရရင်ဆိုပြီးတော့အရန်ကြီးလိုက်ပြီးတော့ပြောဆိုတာမျိုးထက်အော်ဒါကိုမှမရရင်လည်းနောက်တစ်ခုတော့ပါမှာပဲဆိုတဲ့ဒုတိယပတ်စင်မျိုးလေးတွေတွေးခေါ်ပြီးတော့ဖြစ်ရှင်တဲ့ emotional ဆန္ဒစနေကိုရဲ့ပီဇာကိုလည်းအရန်ကြီးဖြစ်ရှင်တဲ့ဆန္ဒပြင်းပြတဲ့လိုချင်လာရင်ဖြစ်ရှင်လာရင်ဘာလို့မှအယူမဆိုင်တတ်တဲ့ဇယိုင်းအကျင့်ကလေးတွေဗီဇာကလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့တစ်ခါလီမှာနည်းနည်းလေးအချိန်ကလေးကိုလော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 မလုံးနဲ့အလင်းစလုံးမလုံးနဲ့အတင်းကြီးမပြောနဲ့ကိုယ့်ရဲ့အားနေချက်ဒီပေါ်စီကြောင်းဆရာကထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်စနေသားသမီးမိတ်ဆွေတွေအခြေအနေနဲ့ပတ်သက်လာရင်ဝေးကွာနေသူတွေပြန်လဲဆက်သွယ်ရရှိတာမျိုးတွေဒီကြုံရတက်တယ်လို့အခြေအနေနဲ့ပတ်သက်လာရင်ငွေကုန်ကြီးကြများရခြင်းမျိုးတွေအခြေအနေနဲ့ပတ်သက်လာရင်ငွေကြီးအဲလက်လွန်လာအမျိုးတွေအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ရှစ်သူကြီးစားရဲ့အစံပေမှုကြောင့်ဖြစ်စေအဲမိမိရဲ့အခြေအနေနဲ့ပတ်သက်လာရင်ဆိုတာလို့ဟိုအချောင်းပြူပြီးတော့ငွေကြေးကုန်ကြလေးအများတက်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားစင်ပြေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ မိမိရှိသောမြန်နိုးတော်သူကိုဖွင့်ပြောမနေပါနဲ့တယောက်တည်းနေပါတယောက်တည်းနေတာကောင်းပါတယ်ဘာလို့လဲဆိုတော့အထင်လွဲခံရတာမျိုးလေးတွေအဲကိုကဖွင့်ပြောကမှရည်စားရှိတာတိလာတာမျိုးတွေပိုင်ရှင်ရှိတာတိလာတာမျိုးတွေဖြစ်ရတဲ့အတွက်မိမိရှိသောမြန်နိုးတော်သူကိုလောလောလောဖွင့်ပြောတာမျိုးတက်တကယ်ကိုတူတူတိတ်တိတ်နဲ့ဆူဆူချန်ချန်နဲ့နေပြီးတော့မှစွမ်းနာလို့တိတ်တိတ်ချာချာလိလာပြီးတော့မှတရားနဲ့တရားလူနဲ့သူအဲတေချာလိလာရှိပြီးပြီးတော့မှဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်တယ်။သမီးစားများအနေနဲ့ကတော့တုံးနဲ့တူတရားနဲ့တရား ပြဿနာလေးတွေမဟုတ်တဲ့ကိစ္စအသေးပွဲလေးရနေပြီးတော့သူတလူငါတမင်းဆိုတဲ့အပြိုင်ဆိုင်လေးကြီးမြင်းခုံရတာလွင်ကျန်တာကတော့ဘာမှဖြစ်ပါဘူးပြက်လိုက်ဆက်လိုက်ပြက်လိုက်ဆက်လိုက်နဲ့အဲဆွမ်းလာလို့ပေါ့ဟိုဖြစ်နေတတ်တော့လေးတိုက်တိုင်းယူနေတတ်တော့အခြေရေးကာလကိုကြုံရတက်ပြင်မဲ့လို့အဲဘာမှစိုးရိမ်စရာတော့မရှိလာတော့ကာလဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဆိုလို့ဒီလက်တာတော့ဒီမှာဆိုအကျိုးပေးသောအရာများကိုပဲဆက်လက်ပြောပြပြရစီဒီလက်တာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ တနင်္ဂနွေသားသမီးတို့ကြာစာပရိသတ်သမီးတို့ရဲ့နဲ့တွဲဖက်လောက်ကမျိုးတနင်္ဂနွေနေ့တို့ကြာစာပရိနေ့တို့မှာလှုပ်ဆောင်တာဟာအသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးသွွားကိစ္စလေးတွေခီးထွက်လို့တဲ့ကိစ္စလေးတွေမှာစနေနေ့တို့စနေရက်တို့မှာခီးသွွားတာမျိုးခီးထွက်တာမျိုးလေးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးအသာကံကောင်းစီတော့လာဖြစ်ပါတယ်အချို့ပြည့်ကံကောင်းစီတော့အယောင်ဟာအဝါရောင်အစိမ်းရောင်အပန်းရောင်ဖြစ်ပါတယ်ခင်ဗျာအချို့ပြည့်ကံကောင်းစီတော့ကဏ္ဍအခရာတွေနေနေဆိုရင်၃ကဏ္ဍ ခုနှစ်ကနန်းကိုကနန်းတွေဟာမိတ်ဆွေတွေကကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်အဋ္ဌိကံပြုလို့တဲ့စနိသာသမိမိတ်ဆွေဆရာငယ်မိတ်ဆွေများအဋ္ဌိကံပြုလို့တပါဆိုရင်တော့အရဟံတိတ်ရှိဘဂဝါအောင်ဆိုတော့ယတိကြီးဥခံကြီးရဲ့ဂုံတော်ပတိကိုတနည်းကိုနှစ်ပတ်လုံးနဲ့၁၇ရက်တည်းအဋ္ဌိကံပြုလိုက်ပါကမိတ်ဆွေတွေရဲ့အခက်ခဲမှန်တယ်များပြပြောက်သွားစီမှာအတိအကျပဲဖြစ်တယ်စကားမဆက်ဖြတ်ပြောပြရစီ အရဟံမဟိယအန္တစီယသူကနာလာတိတအတုလံစရဏံတိပုဟုမတ္တမံဆိုတဲ့ယသိယုခဏီရငွေဝင်စီတော့ဒနာသိတိဆိုတော့ဂါရလေးကိုတနည်းကို28ခေါက်ရွတ်ရင်လဲငွေကြီးနဲ့ပတ်သက်လို့အထူးကောင်းကြောင်းဆရာကထက်လောင်းကြပြန်ညွှန်လိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုလို့ချင်းအကျိုးပြီးတော့အရဟာတော့အရှိမြောက်တောင်ရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့တောင်စုစုရက်ဖြစ်ပါတယ်ခင်ဗျ အကျိုးမပေးတတိထားတဲ့တော့ရက်အနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆွဆွရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိထားပါတနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်မူအားနည်းစေတော့လာဖြစ်ပါတယ်တတိထားစင်နေမိရမှာတော့လာတဲ့နေရာတိုင်းမှာ26 29 28 ဒီ၃ရက်ကိုအရေးကြီးသောကိစ္စတွေမပြောမဆိုပါနဲ့သတိထားစင်ရင်ပြပါအရေးကြီးသောကိစ္စပြောဆိုတဲ့ကိစ္စတွေမှာအထင်အောင်အကြံကြာလေးတွေကြုံရတဲ့အတွက်26 29 28ဆိုတော့ရက်၃ရက်ကိုတော့တမန်အားဖြင့်သတိထားစင်ပြန်လို့အပ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်။နောက်အပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာသတိထားစင်ရင်ပြရမယ့်အချက်ကလေးတွေထပ်ချိပါသေးတယ်။ဒါကတော့သတိထားစင်ရင်ပြရမှာကတော့ စကားကိုခရားလေးလေးလို့ပြောတာမျိုးလေးတွေသတိထားစင်ကြပေးပါစင်ကန်းတော်တော်ပြောတာမျိုးလေးတွေကိုသတိပြုစင်ကြပေးပါငွေကြီးနဲ့ပတ်သက်လာရင်အာမခံပြောတာမျိုးလေးတွေအကျိုးမပေးပါဘူးရှိတာငှားတာလေးတွေမှာအားနည်းစီပါတယ်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြီးဆွမ်းရလို့ပေါ့ဟိုဆွမ်းရလို့လူလိန်ခံရတာမျိုးလေးတွေအပြောကောင်းလို့ပိုကအကြွားတန်လို့အပြောကောင်းပြီးလို့ မဖြစ်မနေပေးလိုက်ရတာမျိုးတွေငွေကြီးနဲ့ပတ်သက်လို့ကြုံရတတ်ပါတယ်။နေရာဆိုင်ရင်းနဲ့ပတ်သက်ပြီးတော့လည်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ငွေကြီးကြုံခက်ခဲတာမျိုးတွေကြုံရတတ်သလိုအဲတပည့်လက်သားသာသမီနဲ့ပတ်သက်လို့လက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးအကုန်ကြနဲတက်သောကာလဖြစ်ပြီးတော့သာသမီနဲ့ပတ်သက်လာရင်သာသမီစိတ်ပန်းပန်းစိတ်မောလူမောဖြစ်တတ်တော့လားသာသမီ စိတ်ညစ်စရာလေးတွေသသမီစိတ်တော့ကအနေငယ်ပြတာမျိုးလေးတွေကြုံရတတ်တယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမဆိုတင်ယူလေ့လာခြင်းဟာမိမိရဲ့အနာဂတ်အတွက်အထောက်အပံ့စေတော့ပညာရေး log in ပညာ log out တရာပညာရေးမှာရှေ့တိုဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ဘရားတရားပုံမူလို့ပါမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေရိုးရာတွေညက်တွေညှိုးတက်တော်လာဖြစ်ကြောင်းနဲ့ထားလောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလကတော်တွင်မှာမိတ်ဆွေတို့နဲ့သတိထားဆင်ခြင်မရမယ့်အရာအုံနေဆိုရင်တော့ အထက်အောက်အနက်တေဝိတာမျိုးလေးတွေကိုတတိထဆင်နေပေးပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အကြွားတန်တာလေးတွေကိုတတိထဆင်နေပေးပါဒါအပြင်ဘာဘူးလှုပ်လို့အရေးကြီးတော့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့အနေနဲ့အဲဆွနာလို့ပေါ့နှစ်ဦးနှစ်ယောက်တွဲဖက်လောက်တာမျိုးလေးတွေနှစ်ယောက်ထဲသွားလောက်တာမျိုးလေးတွေနှစ်ရက်နေမှာသွားလောက်တာမျိုးလေးတွေ တတိပြုစီရင်ပေးရလိုအပ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာငွေကြီးနဲ့ပတ်သက်တာဘာကိုဖြစ်ဖြစ်ငွေနဲ့ဖြည့်ရှင်းတာမျိုးတွေငွေကြီးနဲ့ပတ်သက်ပြီးတော့စကားလက်လွန်ပြောတာမျိုးတွေမှာတတိထားစီရင်ပေးရလိုအပ်ပါတယ်အိမ်တော်ဟိအိမ်တော်ဟိနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအိမ်တော်ဟိနဲ့ပတ်သက်လာရင်ငွေကသွင်းရင်းနေတော့အိမ်တော်ဟိဒီမှာတော့အเจ้าရမျိုးစုံကြောင့်ငွေထွေးမှုတွေပြန်လဲရရှိတာမျိုးတွေအိမ်တော်ဟိနဲ့ပတ်သက်လာရင်တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ဒီကာလမှာ PO1 ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေကိုအလိုရှိနေတော့လာဖြစ်ပါတယ် စနေသားသမီးတွေအတွက်အာယုံပြုပြီးဆရာတားတော်တစ်ကပ်လောက်ဆွဲပေးပါရစေစနေသားသမီးမိတ်ဆွေများလက်ရှိမှာမိမိတို့အနေနဲ့စေတနာတွေဝေဒနာဖိအားတက်တဲ့ဇကားကိုလက်လွတ်ဇကားလက်လွတ်မပြောပါနဲ့အဲသူများရဲ့ဂျားသုံးကြမမဝင်ပါနဲ့အေးသူများတွေရဲ့ဂျားသုံးကြဆိုတော့မိသားစုဂျားထဲမှာပုံကဝင်ပြောကမှအဲစေတနာတွေဝေဒနာဖိအားတာမျိုးလေးဒီကလာတော်တွေမှာဂျားသုံးဂျားမဝင်ကောင်းဘူးဆိုသလိုစေတနာတွေဝေဒနာဖြစ်ရတဲ့သူများရဲ့အိမ်တွင်းကိစ္စလေးတွေမှာကိုကဝင်ရောက်ကူညီကမှအထင်လွဲမုန်းတာမျိုးတွေတွေသတိပြုစင်ကြံလိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင် စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မိမိအိမ်တွေမှာအဆုတ်တွေရှိလို့ရှိရင်စုတ်မိပါအိုးအဆုတ်တွေအိုးအပယ်တွေအဲဒိတ်ကုန်နေတော့အဆွမ်းလာလို့ပေါ့ရက်ကုန်နေတော့အရာတွေပြက်ကြရင်အဟောင်းတွေအပြက်တွေရှိလို့ရှိရင်လည်းစုတ်ပြီးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ဒီသာတာတော်တို့မှာမိတ်ဆွေတို့တွေက lucky ဆရာတွေအထောက်အပံ့ပြုခြင်းမျိုးတွေအဲဆွမ်းလာလို့ပေါ့ယဟန်တန်ကားတို့ဘာသာရေးဆိုင်ရာတို့ဖုန်းကြီးတို့ယဟန်တို့အစရှိတဲ့ပုံကိုယ်တွေရဲ့အခုညီကိုရရှိတတ်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့တွေနဲ့ဒီသာတာတော်တို့မှာဆိုလို့ရှိရင်တော့အဲ မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေရန်အတွက်ဆိုလို့ရှိရင်တော့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလူရကိစ္စအမှုကိစ္စကိုမပြောမီမသွားမီမှာမိမိတို့ရဲ့အိမ်မှာရှိတဲ့မျက်စွာဖရားကိုတောက်ရီခုနှစ်ခွက်တိတိတောက်ရီခုနှစ်ခွက်တိတိလှူပြီးတော့မိမိရဲ့လူရကိစ္စမှုကိုအောင်မြင်ပါစေဆိုပြီးတော့ကျင်းတည်ဆူတောင်းပြီးတော့သွားတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတော်လာဖြစ်ပါတယ် ဘဇက်ကဖေရလက်ကကာယမလုပ်ပါနဲ့ဘာသာတရားပုံမလုပ်ပါအတကြီးသူတွေမရှိသူတွေစင်ရသူတွေအဆရှိတဲ့ပုံကိုမျိုးလေးတွေကိုလစဉ်လာတိုင်းဖြစ်စီအပတ်စဉ်အပတ်တိုင်းဖြစ်စီမှာကိုတက်နိုင်သလားအစာတောက်စရာစားဖို့နေရေးဆိုတယ်လို့ပဲဇီဝိဒသဒါနာလေးလူဒန်းအမျိုးဖြစ်စီစားတောက်စရာလေးတွေလူဒန်းအမျိုးအားဖြင့်မြင်များပြုလို့ချင်းပြင်းမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေသောကာလဖြစ်ပါတယ်သူများရဲ့ဓာခုတ်ရကြတဲ့လက်မဝင်ပါနဲ့ ဘာလို့ဖြစ်ဖြစ်စေတနာတွေဝေဒနာဖြစ်ရတဲ့အတွက်ကြောင့်လို့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရှိတာကိုကြွားတာမျိုးတဲ့သူများတွေရဲ့စကားကိုပဲမင်းများနားထောင်ပြီးတော့ကိုကဝင်ပြီးတော့စိတ်လို့လိုက်ရဝင်ရောက်ဆုံးဖြတ်ဆောင်ရွက်ပြီးတာမျိုးလေးတွေကိုတော့တတိကဆင်နေပြရန်တော့လိုအပ်တော့ကာလာဖြစ်ပါတယ်လက်ဆက်နဲ့ပတ်သက်တာမျိုးလေးတွေကိုင်ရွယ်အသုံးပြုတဲ့အခါမှာတတိကဆင်နေပြရန်လိုအပ်တော့ကာလာဖြစ်ပါတယ်မိမိတို့အနေနဲ့ဒါလေးကိုတတိပြုဆင်နေရတော့လိုအပ်တော့လာဖြစ်ပါတယ်အဆက်ဆက်အရာရာမိမိတို့ရဲ့အဲရောင်းကုန်နေဝယ်ကုန်နေအယောက်တော့အယောက်ဖတ်စီဖို့မိမိတို့ရဲ့ကုန်ပစ္စည်းတွေမပြောမိမှာ ဆရာလက်ရှိမန္တလေးရောက်နေပါတယ်အစာကြီးကွန်ဒို74 24 25လမ်းမှာပါခင်ဗျာတော့ဆရာနဲ့အေးဆေးတွေ့ကျင်နေဆိုရင်ဆရာအောင်ငဘူကပုံမှန်မင်းနေကြတိုင်းဖြစ်တယ်ခွန်ကိုတုံညာနေကိုတုံညာ၄တခြား WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 50 55နေမှာဖြစ်စီဘေးရင်မေးလို့လည်းရတယ်လို့မိတ်ဆွေတို့နေဆရာဆရာနဲ့တွေ့ကျင်လို့ပါဆိုဆရာဆင်းရင်တင်ပေးပါမိတ်ဆွေတို့မန္တလေးဘယ်မှာနေလဲ ဆရာဖုံးပြန်ဆက်သွယ်ရအောင်ပြီးပါဆရာရက်ရှင်းကိုရှိမှလည်းရှိသေးတယ်ဆိုရက်ရှင်းရမယ့်ရက်ကိုဆရာဖုံးပြန်ဆက်ပေးပါမယ်အေးစစ်စစ် private တွေ့ကျင်တဲ့သူတွေပဲဆရာတွေ့ပေးပါရမယ်လို့ဆရာကပြောရင်းနဲ့မိတ်ဆွေစနေသားသမီးတွေမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောက်အတွက်အယောက်ဖက် trust ကိုအတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ရိုက်ပုံထိတွေ့ရိုင်းလိုက်ပါ တော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်တစ်ခုနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းခတ်ပါစေဆိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါမိစ္ဆာတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းတွေအယောင်းဖတ်စီပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာပါပါအဆက်ဆက်ရဲ့အစင်ပြီးအားကောင်းစီပြီးငွေကြေးကအားကောင်းစီရန်အတွက်တလတာလုံးငွေဝင်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာအမြဲတမ်းပြီးလိမ့်စီပါလေငွေကြေးနဲ့ပတ်သက်လို့ငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စီပြီးတော့ကံကောင်းစီရန်အတွက်ငွေကြီးကံအားပြုစီရန်အတွက်ရေရာအနေနဲ့ဆိုရင်တော့ဖြင့် ်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့เนาะမိမိတို့ရဲ့ဟိုဆက်လာလို့ပြောဈေးဆိုင်သို့မဟုတ်လို့ရှိရင်မိမိတို့ရဲ့အိမ်အတွင်းမှာဖြစ်စေမိမိတို့မျက်စောမျက်စောဖေးရမှာလူထားတဲ့တောက်ရည်တွေကိုစွန့်မှာစွန့်မိတဲ့အခါလောကဝိတုဆိုပြီးတော့အခေါက်40တတိကျွတ်ပါဆရာပြန်မှာပါเนาะရေဖန်ခွက်လေးဖေးရတတ်တော်ကြီးလေးကိုစွန့်စွန့်ပြီးတော့ရေလေးကိုလမ်းညိုလေးနှစ်ခုကိုနှုတ်ပြီးနှစ်ပြီးတော့ လောကဝိတုဆိုပြီးတော့အခေါက်40ရွတ်ပါအခေါက်40ရွတ်ပြီးတော့မိမိတို့ရဲ့ပိတ်နေတော့အိမ်ဈေးဆိုင်လုပ်ငန်းကိန်းကန်းတွေကိုလက်ကလေးတွေနဲ့လိုက်တောက်ပြီးတော့ဖျမ်းပါเนาะဆရာပြန်ပြောပြပါမယ်ဂိုင်းပါတော့ဖန်ခွက်ဖြစ်ဖြစ်ဂိုင်းမပါလည်းဖန်ခွက်ဖြစ်ဖြစ်မြတ်စွာဘုရားမှလူသားတဲ့တောက်ရည်လေးတစ်ခွက်ကိုယူယူပြီးတော့စွန်ပြီးယူပြီးတော့လက်ညှိုးလေးနှစ်ချောင်းနဲ့လောကဝိတုဆိုအခေါက်40ရွတ်ရွတ်ပြီးတဲ့အခါမိမိတို့ရဲ့ဈေးဆိုင်တွေအိမ်တွေလုပ်ငန်းတွေဖျားချောင်းဆောင်တွေအခန်းတွေမှာလိုက်ပြီးတော့ဖျားမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တွင်းဝိုင်းတွင်းစိုင်တွင်းမှာပိတ်နေတယ်လက်လာပါလိပြန်လဲပွင့်လန်းစီပြီ အဆဆရရအောင်မြင်တိုးတက်စီမကျင်းသေးပေါ့ပြောရင်လည်းစနေသားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်ဒါကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေအတွက်အောက်တိုဘာ10လပိုင်းအတွက်တရဆာရောင်ရံဆောင်ရံအတွက်ကံကြမ္မာဟောဆရာကိုဆရာကဟောကြားပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ2025 10လပိုင်းတွင်မှာယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့ တက်နေတဲ့ဘိုးလက်ဝေဖြူလို့စီစဉ်ဥစ္စာတွေတိုးပွားကြပါစီကျောင်းဆရာခမေတ္တာဘုထောပနာပြုဆန္ဒပြုနေတဲ့ကဲစနေနေ့နောက်တစ်ပတ်မှပြန်ဆုံပါမယ်ခင်ဗျာမန္တလေးရမိတ်ဆွေတွေဆိုရင်ဆရာကြီးကိုကွန်နက်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဇနီးသားသမီးကပါ900သားသမီးမိတ်ဆွေတွေအားလုံးယရနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်လို့